အားလုံးပဲမင်္ဂလာပါရှင်ဆွေတော်မြမ channel မှာကြိုဆိုပါတယ်ဒီဆက်ပေးခြင်းရဲ့အကြောင်းအရာလေးကတော့ပထန်းကြီးသောတိုက်ဆံများအကြောင်းပဲဖြစ်ပါတယ်ပထန်းကြီးသောအဆက်နွယ်များစုက ထူးခြားမှုရှိကြပါတယ်တယောက်ယောက်ရဲ့အမဲဆောက်ကြည့်နေမှုကိုအမဲလိုလိုခံနေရတတ်ပါတယ်။ညာအိမ်မပြောချင်းအသက်ရှူမဝချင်းအဲ့နေတော့လှုပ်မရပဲထိတ်လန့်မှုနဲ့လန့်နိုးခြင်းများမကြာခဏဖြစ်တတ်ပါတယ်။ အများစုကငယ်စဉ်တည်းကတောကခက်ခဲဆင်းရဲမှုများတက်ပြီးအသက်အရွယ်တစ်ခုရောက်မှအောင်မြင်တာဘဝတစ်စချိုးပြောင်းလဲတာမျိုးဖြစ်လေရှိပါတယ်။အချစ်ရေးအိမ်တော်ရေးအနေနဲ့ကံမကောင်းတော့လဲဆမ်းများသူများနဲ့မတူပွင့်တက်ကြပါတယ်။တနာကျင်နာတက်ပြီးအလူတန်းပေကံရက်ရောတော့လဲမိမိပေါ်ကောင်းသူများရှာပတတ်ပါတယ်။မိမိတို့စိတ်ကခမရခတ်တဲ့စိတ်နေစိတ်ထားပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ နားဆင်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ဥစ္စာမှခြင်းနဲ့ပြည့်စုံပါစေဘုသူရရကြများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေကျေးဇူးတင်ပါတယ်ရှင်